ဒီနေ့မှာပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေပညာတတ်ဖို့အန္တရာယ်ကင်းဖို့ပညာသင်ကြားခြင်းမှာအနောက်ရှက်ခက်ခဲတွေကင်းဝေးဖို့အတွက်ကတော့မြတ်စွာဘုရားရှင်ကိုမနှက်စောစောအဝိုင်းအောင်ဖျောင်းတိုင်းနဲ့မိထွန်ပြီးဆူတောင်းခြင်းအပြင်ပညာကိစ္စတွေမှာထူးကျွန်အောင်မြင်ပါလိမ့်မယ်ခင်ဗျာ thank you အားလုံးပဲမင်္ဂလာပါခင်ဗျာကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာဒီအစီအစဉ်ကိုဗီနင်ရဒီယာမီဒီယာကအစီအစဉ်တင်ဆက်ပြီးတော့အောင်ထူးဆန်းဗီနင်ရဒီယာကမှအဓိကကူညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ခင်ဗျာစဉ်စားတိုက်စောင့်မျှော်ကြည့်ရှုအားပေးသူအပေါင်းကိုစိတ်နှဖျားကျမ်းမာချမ်းသာပါစေခင်ဗျာဒီနေ့2025ခုနှစ်နိုဝင်ဘာလ1ရက်စနေနေ့ဒီနေ့အတွက်ခုနှစ်ရက်သားမီးအားလုံးတို့အတွက် numerology ဂဏန်းဝင်ငါတော့ခုနှစ်ငယ်၃ငယ် ပေါင်းစုံခြင်းကပြပြီးနံပါတ်30ဆိုတဲ့တဲတော်သင်္ကေတနမိတ်ရပါတယ်ဒါကြောင့်မလို့ဓဝီဆိုတဲ့သင်္ကေတနမိတ်အတိုင်းအဝေးကနေအဆက်အသွယ်ကောင်းတွေရလာလိမ့်မယ်ရင်ဆက်ပစ္စည်းကိစ္စတွေအောင်းမြင်မယ်ငွေကြေးအပိတ်ယူကိစ္စတွေပြင်လည်သွားမယ်ရက်တက်နေတဲ့အလုပ်တွေကပြန်ပြီးလဲပတ်လာပြီးတော့ခီးထွက်ဖို့အစီအစဉ်မျိုးတွေနိုင်ငံခြားသွားမယ့်ကိစ္စမျိုးတွေအတွက်သတင်းကောင်းကြားရတတ်တယ်အထူးသဖြင့်တော့ဒီနေ့ဟာခုနှစ်ရသသမီအားလုံးတို့ထဲမှာကန်တရားကကိုယ့်ကိုအခွင့်အလမ်းပေးမယ်နေဖြစ်တယ်လို့နမိတ်ကောင်းဖတ်လိုက်ပါတယ်အထူးအားဖြင့်တင်းငွေသသမီတင်းနာသသမီ ကျန်တာပရိသတ်သမီးတို့ဟာဒီနေ့မှာကံအထုကောင်းပြီးတော့ဗုဒ္ဓသမီးစနေသားသမီးတို့နဲ့ကျန်တဲ့သူတွေတော့ကတော့စိတ်ပင်ပန်းစရာလေးတွေကြုံတွေ့ရတတ်ပါတယ်ဒီနေ့မှာခொနည်းသားမီးတွေအားလုံးကံကောင်းဖို့လိုအတွက်ဆိုရင်တော့မနဲ့စောစောမျက်နှာသိတဲ့အခါမှာအရဟံဆိုတဲ့ဂုဏ်တော်ကိုအကျဉ်းချင်းရွတ်ဆိုပြီးမျက်နှာသိခြင်းအပြင်တနေ့တာလုံးကံပွင့်လက်ပွင့်စမ်းပွင့်ပြီးလူရဆန္ဒတွေပြည့်ပါလိမ့်မယ်ခင်ဗျာဒီနေ့မှာပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေပညာတတ်ဖို့အန္တရာယ်ကင်းဖို့ တင်ညာတင်ကြားခြင်းမှာအနောက်ရှက်ခက်ခဲနေကင်းဝေးဖို့အတွက်ကတော့မြတ်စွာဘုရားရှင်ကိုမနှက်စောစောအဝိုင်းအောင်ဖျောင်းတိုင်နေမိထုံမီဆူတောင်းခြင်းအပြင်ပညာကိစ္စတွေမှာထူးကျွန်အောင်မြင်ပါလိမ့်မယ်ခင်ဗျာဒီနေ့မှာမိရှုတန့်စဉ်ဖွားမြင်ကြတဲ့ရင်သွေးရတနာရဲ့အတွက်ကတော့မာဘုတ်ဘေရင်နီယစနေနေ့ဘွားအထွန်းဘွားဇာတာရှင်တွေဖြစ်ပါတယ်ထွန်းပေါက်ကြောကြအောင်မြင်ကြမယ်ရင်သွေးရတနာများဖြစ်ကြအောင်နမိတ်ကောင်းဖလှယ်ပါတယ်ဒီနေ့ကြားဟုတ်တဲ့မွေးနေ့ရှင်တွေအတွက်ဒီနေ့မှာဆောင်ရွက်ရမယ်မွေးနေ့ကုသိုလ်အလှူကတော့ တနင်္လာနိုင်အကျိုးပေးခြင်းကိုအကြောင်းပြုတာဖြစ်တဲ့အတွက်ကြာဆန်ကျော်သို့မဟုတ်ခေါက်ဆွဲကျော်မြတ်စွာဘုရားရှင်ကိုဆွံ့ကတ်ခြင်းယဟန်တန်ကလောင်းလူခြင်းအပရိသတ်ဆွေမျိုးညာတိကိုလှူဒန်းခြင်းအပြင်တနှစ်တာလုံးကံအထောက်ပံ့ကောင်းရဖို့မွေးနေ့ကုသိုလ်အလှူဖြင့်ကုသိုလ်ပြုလိုက်ပါခင်ဗျာဒီနေ့အကျိုးပေးဆုံးမှုတဲ့ကဏ္ဍကတော့နှစ်ကဏ္ဍငါးကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေများငွေကံကောင်းမှုအတွက်ဆိုရင်တော့တည့်ရွက်တည့်ရွက်ခုပြီးရေမွေးစော့ပတ်စံအိမ်မှာစောင့်ထားသောအပြင်ငွေကံအထူးကောင်းပါလိမ့်မယ်ခင်ဗျာဈေးခေါ်လက်ခေါ်ရရရာဖြစ်ကတော့ မိမိရဲ့စတိုးဆိုင်ဈေးဆိုင်ကိုယ်တော်ဆိုင်စိုင်းရှိမျက်နှာတာကိုမျက်နှာမူပြီးတော့ကိတ်မုံစားရင်ဒီနေ့ဈေးအောင်ကောင်းမှုအတွက်ဆူတောင်းလိုက်ပါခင်ဗျာပြီးရင်တော့ရောင်းကုန်နေအယောင်ထွက်ဖို့အတွက်ကတော့ကော်ပီတန်လေးတစ်ချောင်းနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးအ мян ရောင်းထွက်ဖို့အတွက်အထူးဆူတောင်းလိုက်ပါခင်ဗျာအမှုကင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုတင်မော်ဒီအမဲ့မှာရေးပြီးတီလာရှင်ဆရာလေးတစ်ပါးကိုလှူဒါန်းလိုက်ပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူမိသားစုမှာရှိရဆိုရင်တော့ဓာတ်စာဖြစ်နေဒီလိုနေ့မှာ တင်မော်ဒီအမဲ့အနေငယ်စပြီးကြမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအချီရေအိမ်တော်ရေးမြစ်တာရေးကိစ္စတွေပြည်လဲအေးချမ်းဖို့အတွက်ကတော့အဝါရောင်ဖြော်ရည်တမျိုးမြတ်စွာဘုရားရှင်ကိုလှူဒန်းဆူတောင်းလိုက်ကြပါခင်ဗျာဒီအစီအစဉ်ကိုစဉ်ဆက်မြပြအဆောင်မြော်ကြည့်ရှုနေကြသောခုနှစ်တိုင်းများအားလုံးရရားများဆောင်ရွက်ကြရင်ကြီးပွားချမ်းသာအောင်မြင်ကြပါစေလို့ဘေနရရားမီဒီယာမိသားစုနဲ့အတူကျွန်တော်တို့အောင်ထူးဆန်းဘေနရရားကမ်းမှဆူတောင်းမြတ်တာပို့သလိုက်ပါတယ်ခင်ဗျာ